ခိုင်းတိုင်းမော်လိုက်ကလေးအကျင်းထောင်ကထောင်အာနာပိုင်တွေဟာအရေးပေါ်စီးကူတောက်ခွင့်ကိုလက်ငွေတောင်းယူပြီးမှခွင့်ပြုပေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောပါရယ်အကျဉ်းသားတွေဟာပြည်ပစီးကူတောက်ခွင့်ရဖို့အတွက်ထောင်အရာရှိတွေကိုတစ်ကြိမ်ကိုကျပ်9သိန်းကနေကျပ်သိန်း20ကြားပေးနေရပါရယ် ပို့ဆိုတာကတော့ထောက်အာနာပိုင်တွေကသူတို့ရဲ့ကိုပိုင်အပျော်ပါ KTV4 အတွက်ကိုပါတောင်းဆိုပြီးမှစေကူတာခွင့်ပေးတဲ့ဖြစ်စဉ်တွေရှိနေတယ်လို့ PPNM ကပြောပါတယ်။ VPNN မြဲထုတ်ပြန်ချက်အရမော်လိုက်ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းကျသူတွေဟာစေဝါလုံလောက်စွာမရရှိတဲ့အပြင်အရေးပေါ်လူနာတွေပြည်ပဈေးကူတာခွင့်ရဖို့အတွက်ထောင်ပိုင်ကြီးနဲ့အရာရှိတချို့ကိုလက်ငွေပေးပြီးမှသာခွင့်ပြုပေးနေပါတယ်ဒီလိုစေဝါကူတာခွင့်ထိချုပ်ခံရတဲ့အခြေအနေတွေကြောင့်နိုင်ငံရေးအကျဉ်းသားတချို့ဟာအာယုံကြောပြဿနာတွေနဲ့ခြေနှောက်တွေလုံးမရတော့ဘဲမတန်ဆွမ်းဖြစ်သွားရတဲ့အထိဆိုးရွားတဲ့အခြေအနေတွေရင်ဆိုင်နေရ ပါတယ် PPNM ရဲ့စီးရင်တွေအရာဒီ2025ခုနှစ်ဇန်နဝါရီလကနေအခုလအောက်တိုဘာလအထိစေကူတမှုမရရှိတာကြောင့်နိုင်ငံရေးအကျဉ်းသား28ရောက်အထိအကျဉ်းထောင်အသီးသီးမှကျဆုံးခဲ့ပြီဖြစ်ပါတယ် PPNM ကတော့ဒီလိုလွတ်ခွင့်ရချိုးဖောက်မှုတွေကိုပြပြင်းထထန်ရှုတ်ချပြီးအကျဉ်းသားတွေရဲ့အသက်အန္တရာယ်ကိုချိန်ချောင်းနေတဲ့လက်ပီလက်ယူမှုတွေကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုထားပါတယ်။